ဲတကယ်တော့မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကတည်းကဒါကျွန်တော်တို့ကအော်စီစဉ်ထားတာလေးရှိတာပေါ့နော်ဒါပေမဲ့အကြောင်းအကြောင်းကြောင်းလေးတွေနဲ့အာပြီးတော့အဓိကတော့ငွေကြေးပိုင်းပေါ့လေကိုကိုလင်းပြောရင်တော့ဒါငွေကြေးပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟိုငွေကြေးပမာဏလေးတစ်ခုမရောက်သေးတဲ့အခါကျတော့ကျွန်တော်တို့မှာခြိတုံခြားတုံလေးတွေဖြစ်နေခဲ့ရတဲ့အချိန်လေးတွေရှိတာပေါ့နော်ဆိုတော့အဲ့လိုအနေမှာကဲဒီနှစ်ကတော့ကျွန်တော်တို့ကိုကိုလင်းပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းကိုကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်အဲသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့ အဲတမီးစားစဖြစ်တာကဒါ9ရက်9လ2000ခွန်ပေါ့နော်2000ပေါင်းလိုက်လဲ9ပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ခွန်ကနေအခု2025အထိဆိုရင်ဒါအားလုံးပေါင်း16နှစ်ပေါ့နော်16နှစ်ပေါင်းလိုက်လဲဒါ9ပဲအဲ9ပဲပြီးတော့နောက်တစ်ခုက2025ဆိုတော့ပေါင်းလိုက်လဲ9ပဲပေါ့နော်ဆိုတော့ဒါ9ကနေလေးတွေတိုက်ဆိုင်နေတဲ့နှစ်လဲဖြစ်တဲ့အခါကျတော့ကဲဒီနှစ်ကတော့ကျွန်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရအောင်ကောင်းထည့်ဖော်မယ်ဆိုပြီးတော့အာ ိတ်ကူးလေးရလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးရဒါနောက်ဆုံး target ပေါ့လေဒီ2025တော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နေ့ရောက်မဖြစ်မနေဟိုကောင်းတယ်ပေါ်ကြတော့မယ်ဆိုရယ် target လေးကိုကျွန်တော် target ခဲ့တာပေါ့နော်တစ္ဆာရှိရပါတော့မမဘူတစ္ဆာရှိရဒီကတော့ဒီသမီးသားတဘာဝဆိုတာကိုပြောမယ်အားနေချက်အားသာချက်တွေရှိတယ်လေကောင်းတာဆိုတာတွေလောကဒဏ်တက်ကြပြီးအများကြီးရင်ဆိုင်ရတယ်ပြီးခံရတယ်ဒါတွေတော်တော်လေးကိုပြီးခံနိုင်တစ္ဆာရှိနိုင်မှရတာပေါ့အဲ့လို ာပုံမှာတစ္ဆာရှိတယ်ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြောင့်ဟိုဟိုညှိနိုင်ရတာပေါ့နော်ပြောပြပါဦးအဲ့တော့ဒီကိုထိပေါင်းရတာလူတွေရတယ်16နှစ်ဆိုတော့အာတခုပြောလိုက်ပြီဆိုတော့အာမျိုးစုံတော့ပြောကြမှာပါပဲအာကျွန်တော်တို့ကတော့ဒါတွေကတော့မမှုတော့ပါဘူးသိရမလား16နှစ်တောင်ကြာပြီတွဲနေတာဘာဖြစ်တယ်ညာဖြစ်တယ်အာယောက်ျားလေးကတော့ဒီလောက်ထိတွဲနေတာဒါမယူသေးတာတမိုးမထားလို့စသည်ဖြစ်ပေါ်တာမျိုးစုံတော့ပြောကြမှာပဲလေဒါပေမဲ့ကိုရီနှစ်ယောက်ကြောင်း ကိုတွေပဲသိတာပဲเนาะအဲ့လိုမျိုးပြောနေလို့လဲဒါကိုကျွန်တော်တို့လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုကအဲ့ပြောတဲ့သူတွေရတယ်ဒီနှစ်ယောက်ရဲ့ဘဝရှိရွယ်ဘာမှလည်းလာပြီးထောက်ကူပြုပေးတာလည်းမဟုတ်တလို့အာသူတို့ကတော့သူတို့ပါဆက်တယ်ရှိတာပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့အရာတွေလည်းလိုက်ပြီးတော့ကောင်းတဲ့ထဲမနေပဲနဲ့ကျွန်တော်တို့နှစ်ယောက်ကိုဘဝဖြတ်သန်းမှုအတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပါ ောက်အခုကျွန်တော်တို့ဒီနေ့ကတော့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်တို့ Neon for Travel and Tour လုပ်ငန်းပေါ့နော်ဒီလုပ်ငန်းနှစ်ခုကိုကျွန်တော်ကဒါ share ဝင်တဲ့သဘောပေါ့လေ share ဝင်တဲ့သဘောအနေနဲ့ကျွန်တော်ကဒီရှိပြီးသားတကယ်တော့တို့ဒီလုပ်ငန်းကကျွန်တော်တို့လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းကသူစ run နေပြီပေါ့နော်ကျွန်တော်လည်းအခုမှဒါစကားဆက်ဆက်နေမှာကျွန်တော် share ဝင်မှုဖြစ်လာတဲ့အခါကျတော့ဒါဒီနေ့ကတော့ကျွန်တော်ကဖွင့်ပွဲလို့သုံးလိုက်မယ်တကယ်တော့ဖွင့်ပွဲတော့မဟုတ်ပါလေအဓိကတော့ကျွန်တော်မိတ်ဆက်ပွဲသဘောမျိုးနေတယ်ဒါအချင်းယုံလေးကျွန်တော်လုပ်တဲ့ပွဲလေးပါခင်ဗျဟုတ် တော့ဒါဘယ်လိုမျိုးဒါရှေ့ရပေါင်းဖြစ်သွားတာအဲဘလိုပေါင်းမဲ့တာဆိုတော့ကျွန်တော်နဲ့ဒီကိုနေဝင်းတို့နဲ့ကိုနေဝင်းစာဒီ share ဟိုတာပေါ့နော်ကိုနေဝင်းတို့နဲ့ကကျွန်တော်နည်းနည်းရင်းနှီးတာတော့ကြာပြီဒါပေမဲ့ဟိုတိတ်ပြီးတော့ဒီလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့စကားဆက်ဆက်သိမရှိခဲ့ဘူးပေါ့လေနောက်ပိုင်းဒီလုံခဲ့တဲ့3လလောက်ကမှကျွန်တော်စကားပြောနေရတယ်မှာ ဟိုစကားဆက်ဆက်မိလာတဲ့ခါကျတော့သူတို့အနေနဲ့လည်းဒီလိုမျိုး share ခေါ်ဖို့ရှိတဲ့ခါကျတော့ကဲအဲ့ဒါဆိုရင်လည်းကျွန်တော် share လေးဝင်လို့ရမလားဆိုတော့ကျွန်တော်လုပ်ပေးနိုင်တဲ့အပိုင်းကဘာတွေလုပ်လို့ရှိရင်တော့ကျွန်တော် share ဝင်လို့ရနိုင်လဲဆိုတော့အဲသူကတော့ဟိုဘာပဲဖြစ်တော့ရတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့အာပုံမှန်ပြောတရုတ်ဆောင်ဆိုတဲ့ခါကျတော့ဒီကျွန်တော်တို့ကမီဒီယာပေါ်မှာအဓိကတော့ online ပေါ်မှာပေါ့နော် online ပေါ်မှာကျွန်တော်တို့ဒီကုမ္ပဏီနဲ့ပတ်သက်တော့အချက်အလက်တွေကိုကျွန်တော်က post တွေတင်တာမျိုးဖြစ်ဖြစ် အာဗီဒီယိုတွေရိုက်ပြီးတင်တာမျိုးဖြစ်ဖြစ်ဒီဘက်ပိုင်းကိုကျွန်တော်တာဝန်ယူပေးမယ်အဲ့တော့ကျွန်တော်လည်းဒီကမ်ပဏီမှာ share ပူးပေါင်းပါဝင်မယ်ဆိုတော့တော့သူတို့ကလည်းအဲ့ဒါကိုအစဉ်ပြေတဲ့အခါကျတော့ကျွန်တော်ကျွန်တော်ဒီမှာဒါ share ဝင်ဖြစ်သွားတဲ့သဘောပေါ့လေပြီးတော့ဘာကြောင့်လို့ share ဝင်ဖြစ်တာလဲဆိုတော့လည်းကျွန်တော်တို့အမှုပညာလုပ်ငန်းကဥပဒေပြောရရင်လက်ရှိမှာကအရန်ကြီးဟိုတိတ်ပြီးတော့ဟိုမရရတာပေါ့နော်ဒါကလည်းကျွန်တော်မရရတာလည်းဖြစ်ရှင်လည်းဖြစ်မှာပေါ့လေဆိုတော့ကျွန်တော်အနေနဲ့ကျတော့တိတ်ပြီးတော့ရဲကွေးတွေနေလာတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အနာဂတ်အတွက် အခုဆိုရင်ကျွန်တော်လည်းဒါပြပြပြနဲ့လေးထိပ်စီးတော့ရောက်ခံနေပြီပေါ့ဆိုတော့ကျွန်တော်ရဲ့ကြံရှိနေတဲ့အနာဂတ်အတွက်ကိုကျွန်တော်တို့ကစီးပွားရေးတစ်ခုလုံးဝဖြစ်မယ်ဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်လည်းတခြားသောလုပ်ငန်းတွေလည်းကျွန်တော်အများကြီးစဉ်းစားသေးတယ်ဒါပေမဲ့အဲဒါလေးကအခုရေကန်အသင့်ကြာအသင့်လို့လည်းဖြစ်သွားတာပေါ့လေကျွန်တော်အခုမှဒီလုပ်ငန်းကိုလည်းစပြီးနေဆန်းပြမျိုးလုပ်တာလည်းမဟုတ်ဘူးတို့လုပ်ငန်းတဲ့တစ်နှစ်လောက်တည်းလှုပ်ထားပြီးသားလုပ်ငန်းကိုကျွန်တော်အနောက်ကနေ follow လေးလိုက်ပြီးတော့ကျွန်တော်လုပ်ရုံပဲဆိုတဲ့အခါကျတော့ကျွန်တော်တို့လည်းပို့ပြီးတော့အဆင်ပြေမှာ ်ဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ရှင်းရအောင်ဖြစ်တာပါအဲကျွန်တော်စလုပ်မယ်ဆိုတဲ့အချိန်တော့ဟိုသူ့တော့ဘာမှမပြောရသေးဘူးပေါ့လေဘာလို့ဆိုတော့ဒီဘက်ကတကယ်လို့အာမလုတ်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်စကားလည်းအဖတ်တင်ပါဆိုလို့ပြောမပြောခဲ့မိဘူးဒါပေမဲ့ဒီဘက်ကလည်းကျွန်တော်ပြောတဲ့အချက်လက်တွေနဲ့တို့ရဲ့ပြောတဲ့အချက်လက်တွေနဲ့ကျွန်တော်ညှိနှိုင်းတဲ့အချက်လက်တွေပေါ်မှာအဆင်ပြေသွားတဲ့ခါကျတော့မှဒါသူ့ကိုကျွန်တော်ပြောပြတော့သူလည်းဒါဟိုဘယ်လိုပြောမလဲဝမ်းသာတယ်ပေါ့လေဝမ်းသာတယ်ဆိုတာကဟို ကျွန်တော်တို့ခုနပြောသလိုပေါ့ဒီအနုပညာလောက်တစ်ခုတွင်လည်းကျွန်တော်တို့ကရက်တီလိုအဆင်မပြေဘူးပေါ့လေဆိုတဲ့အခါကျတော့အဲသူပြပြချင်းပါသူလည်းဒါကိုလက်ခံတယ်အဲလိုအပ်ရင်လည်းသူကနောက်ကနေပြီးတော့သူ sporting လောက်ပဲပေါ့အများတန်းအဆင်မရှိပါလေလို့သူလည်းပြောပါတယ်ကောင်းတာလေးတက်နိုင်တယ်လားပေါ့နော်ကိုတီးတလောက်လေးကောင်းတာလေးရောအမှုအကျဉ်းဟန်ပေးရပေါ့နော်ဒီ Indian for travel company ကိုတတိဆိုရင်လည်းတကယ်ပါသားရေးသမားပေါ့နော်ဟိုဟိုအေးအေးနေဝင်ဆိုရင်လည်းစကားပြောကြည့်ရတဲ့အချိန်မှာဟိုပါသားရေးသမားဖြစ်တဲ့နေစဉ်ဟို တကယ်ဟိုဒါနတွေတော်တော်များများကိုပြုနေရအောင်သိရတယ်ပေါ့နော်ဒီဘာသာရေးလုပ်တယ်ဆိုရတယ်ဘာသာရေးလုပ်တဲ့ဒီဒါနတွေကုသိုလ်တွေဟိုစကားပြောကြည့်ရဲ့အချိန်ကမှအမတမအောင်လေးစားစရာအကောင်းတဲ့အချက်တွေတွေ့ရတယ်ပေါ့နော်ပြောဟိုအရင်လဲသဘောကောင်းတဲ့ဟို company function တစ်ပြေပေါ့အဲ့ဒီကနေဒီ share လုပ်ငန်းတွေဒီ travel နဲ့ပတ်သက်တာ interview ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဒီမှာ share ဖြစ်ဖို့အတွက်ဆိုတော့ဒီမှာအကြံဉာဏ်ပေးလိုက်တာပေါ့ လို့ဖို့။နောက်လည်းကောင်းတဲ့ရေစက်ဆောင်ခြင်းနဲ့တွေ့ရဆိုတော့အဲအလံဝေးတယ်ဆိုတော့ကျွန်တော်တို့ကတော့ဘုရင်ပြောရင်တော့ဟိုလိုကြီးတော့အလံဝေးတာတော့မဟုတ်ပါလေ။ဟာရိုက်တာရိုက်ဝေးနေတာပေါ့ပါတာပေါ့ပါတဲ့ခါကျတော့ဟိုဘယ်လိုပြောရမလဲ။ရိုက်ဝေးပါတဲ့ပုံမှာကျွန်တော်ဒီရိုက်ဝေးတစ်ခုတည်းကိုပဲကျွန်တော်မျောလင့်ပြီးတော့သွားနေလို့ရှိရင်ကျွန်တော်ခုနကပြောသလိုပဲနော်။စာဝင်နေရေးအစဟိုတဖြည်းဖြည်းနဲ့ဒါတိတ်ပြီးတော့ကိုဘွားရက်တီချက်အတွက်ကတဖြည်းဖြည်းနဲ့ ဟိုဘယ်လိုပြောရမလဲဝါဒနာရနဲ့ဟိုဝါဒနာရတာလောက်တာပဲရှိတာပေါ့လေကိုဘွားရည်တည်ကြတဲ့အာမခံချက်ပေးနိုင်မဲ့အဲစီးပွားရေးလုပ်ငန်းမျိုးမဟုတ်တဲ့ခါကျတော့ဒါဒီလုပ်ငန်းကိုကျွန်တော်ထပ်ပြီးတော့တိုးချဲ့တာပေါ့ဒါတိုးချဲ့ဆိုအနုပြန်လုပ်ငန်းတွေရနာလိုက်ဖို့ကျွန်တော်ပြောတာမဟုတ်ဘူးပေါ့လေဒါထပ်ပြီးတော့ကျွန်တော်တို့ကဇီဝရေးဘက်ကိုထပ်ပြီးတော့ခြေလှမ်းထလှန့်တဲ့သဘောပါပဲအနုပြန်လုပ်ရရလဲတကယ်လို့ကန်လှမ်းမယ်ဆိုလို့ရှိရင်တော့အဆင်ပြေတော့ကျွန်တော်ရိုက်နေအောင်ပါပေါ့နော်အဲတကယ်တော့မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့2နှစ်3နှစ်လောက်ကတည်းကဒါကျွန်တော်တို့က စီစဉ်ထားတာလေးရှိတာပေါ့နော်ဒါပေမဲ့အကြောင်းအကြောင်းအကြောင်းလေးတွေနဲ့အာပြီးတော့အဓိကတော့ငွေကြေးပိုင်းပေါ့လေဥပလင်ပြောရင်တော့ဒါငွေကြေးပေါ့ကျွန်တော်လိုအပ်တဲ့ဟိုငွေကြေးပမာဏလေးတစ်ခုမရောက်သေးတဲ့အခါကျတော့ကျွန်တော်တို့မှခြိတုံခြားတုံလေးတွေဖြစ်နေခဲ့ရတဲ့အချိန်လေးရှိတာပေါ့နော်ဆိုတော့အဲ့လိုကနေမှကဲဒီနှစ်ကတော့ကျွန်တော်တို့ပုံဝင်လင်းပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းကိုးကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်အဲ့ဒါသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့ အဲတမီးစားစဖြစ်တာကဒါ9ရက်9လ2000ခွန်ပေါ့နော်2000ခွန်ပေါင်းလိုက်လဲ9ပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ခွန်ကနေအခု2025အထိဆိုရင်ဒါအားလုံးပေါင်း16နှစ်ပေါ့နော်16နှစ်ပေါင်းလိုက်လဲဒါ9ပဲအဲ9ပဲပြီးတော့နောက်တစ်ခုက2025ဆိုတော့ပေါင်းလိုက်လဲ9ပဲပေါ့နော်ဆိုတော့ဒါ9ကနေလေးတွေတိုက်ဆိုင်နေတဲ့နှစ်လဲဖြစ်တဲ့အခါကျတော့ကဲဒီနှစ်ကတော့ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရအောင်အကောင့်ထဲပို့မယ်ဆိုပြီးတော့ ာစိတ်ကူးလေးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကဒါနောက်ဆုံး target ပေါ့လေဒီ2025ကတော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နေ့ရောက်မဖြစ်မနေဟိုကောင်းတယ်ပေါ်ကြတော့မယ်ဆိုရယ် target လေးကိုကျွန်တော်ထားခဲ့တာပေါ့เนาะဆိုတော့အဲကံကောင်းကျင်တော့လဲဒါဒီလိုမျိုးထားတဲ့ရွယ်ချက်ရှိနေတဲ့အချိန်မှာပဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါလုပ်ဖို့ဖြစ်လာတဲ့အခါကျတော့ဒီနှစ်ကတော့ဒါကျွန်တော်တို့ကံကောင်းခြင်းများစွာသဘောတကောပေါ့နော်အဲ့မအလိုပဲပြောမှာသစ္စာရှိရပါတော့ဘာမှမဟုတ်သစ္စာရှိရ ကတော့ဒီသမီးစားတဘာဝဆိုတာကိုပြောပြောမယ်အနေကျအတားကျတူရှိတယ်ကောင်းတာဆိုတာဒီလောကဒဏ်တက်ကြရင်းအများကြီးရင်ဆိုင်ရတယ်ပြီးခံရတယ်ဒါတွေတော်တော်လေးကိုပြီးခံနိုင်ပြစရှိနိုင်မှာရတာပေါ့အဲ့လိုလည်းဟိုဘာပေါ်မှာပြစရှိတယ်ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြာတော့ဟိုဟိုညှိနိုင်ရတာပေါ့နော်ပြောပြပါအောင်အဲ့တော့ဒီဟိုဒီပေါင်းများအဲ ပေါ်ပေါ်လင်းလင်းပြောရရင်တော့ကျွန်တော်တို့ဒီ session နဲ့တွဲမှာဆိုတာလဲဒါဟိုရန်ဖြစ်လိုက်ပြန်ချစ်လိုက်ဒါပြဿနာပေါင်းများစွာနဲ့ပေါ့နော်အကုန်လုံးပြဿနာပေါင်းဆိုတာလဲဒါလူမျိုးရေးစီးပွားရေးစသည်ဖြစ်ပေါ့အကုန်လုံးအဓိကတော့ number 1ကတော့စီးပွားရေးပေါ့လေစီးပွားရေးဆိုတာဒါကျွန်တော်နှစ်ယောက်ဆိုတော့အမှုပြလုပ်ငန်းလေးလုံးရသူတွေဖြစ်တယ်ပြီးတော့ဟိုဘယ်လိုပြောရမလဲလိုတဲ့ဟိုဂျင်းတဲ့ target မျောမှန်းထားတဲ့ target ထိမရောက်တဲ့ခါကျတော့ငွေကြေးပြည့်စုံမှုကလည်းဒါမျောမှန်းထားတဲ့ target ထိမရောက်တဲ့ခါကျတော့တခါလေကြာရင်ကြောက်ကစားဖြစ်တာရှိတယ်တခါကျရင်လည်းပြတ်မလို့လို့ဖြစ်တာရှိတယ်စိတ်ဆိုးလိုက်ရန်ဖြစ်လိုက်ဟိုတကြဖြတ်ကြပေါ့တကြဖြတ်ကြဆိုတော့ဘယ်လိုပြောရတော့မဟုတ်ပါဘူးလို့ပေါ့ဆိုတော့ဒီလိုနဲ့ပဲကျွန်တော်ဖြတ်တန်းလာခဲ့တာဒါ session နဲ့တူပြီးဖြစ်လာပြီပေါ့နော်ပညာလုံးချင်သေးတယ်လည်းပါပေါ့နော်အရင်တော့အပြင်အပြင်ဗီဒီယိုကားတွေရိုက်ခဲ့တယ်နောက်မှဟိုဟိုနေရာလေးတခုလေး င်ရခြင်းတော့ဟိုဒီကိုနဲ့စာချုပ်ချုပ်ပြီးတော့ဟိုလူပညာဆက်လုပ်ခြင်းလေးတော့မြူပြက်တွေအားလည်းပါတယ်ပြီးတော့ကိုရဲ့မိသားစုလည်းကြည်ညာလေးအားလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးကြောင့်လည်းနည်းနည်းလိုမျိုးနောက်နားလည်မှုနဲ့လည်းဒီလိုပဲလူပညာလုပ်လိုက်ပြီးတော့ဒီကိုမရောက်သေးရလို့ဖြစ်တာပေါ့ဒီတော့လူတွေကလည်း session နဲ့ဆိုတော့အာတခုပြောလိုက်ပြီးဆိုတော့လည်းအာမျိုးစုံတော့ပြောကြမှာပါပဲအာကျွန်တော်တို့ကတော့ဒါတွေကတော့မမှုတော့ပါဘူးသိရမလား session နဲ့တော့ကြားပြီးတွဲနေတာဘာဖြစ်တယ်ညာဖြစ်တယ်အာယောက်ျားလေးကတော့ ဒီလောက်ဒီတွဲနေတာဒါမယူသေးတာတံမိုးမထားလို့စသည်ဖြစ်ပေါ်ဒါမျိုးစုံတော့ပြောကြမှာပဲလေဒါပေမဲ့ကိုရီနှစ်ယောက်ကြောင်းကိုရီပဲသိတာပါလေနော်အဲ့လိုမျိုးပြောနေလို့လည်းဒါကိုကျွန်တော်တို့လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုကအဲ့ပြောတဲ့သူတွေရတယ်ဒီနှစ်ယောက်ရဲ့ဘဝရှိရတွေဘာမှလည်းလာပြီးထောက်ကူပြုပေးတာလည်းမဟုတ်တလို့အာသူတို့ကတော့သူတို့ပါဇက်တွေရှိကြပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့အရာကြီးလည်းလိုက်ပြီးတော့ကောင်းတဲ့ထဲမနေပဲနဲ့ကျွန်တော်တို့နှစ်ယောက်ကိုဘဝဖြတ်သန်းဖို့အတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပေါ့ဆိုတော့အဲဒီလုပ်ငန်းလေးလုပ်ဖြစ်တဲ့ရွယ်ချက်ကလည်းအဲ့လိုပေါ့လေကျွန်တော်ခုနကပြောသလိုပဲဒီဟာအတွက်ကိုကျွန်တော်ရဲ့အလာကက်အတွက်ကိုဒါနောက်ထပ်ခြေလမ်းတစ်ခုအစာပြုခြင်းပါပဲ။မုန်းဝေကွေးကလာဝါရွေးကြီးလေးစောင်းလို့မရဘူးလေ။တကယ်ကြီးနေရာမေးမှာမေးတိုင်းနေရာရရှာပြီးလာမှာစောင်းပါလေတေချာပြီးလာရဲ့ခင်ဗျ။ဘယ်လိုဘာလို့ဘေးနားရလာမြောက်လား။နေရာအစာတိကြလေးမေးမေးပါ။ဟုတ်နေရာတော့အခုရှာနေတော့ရှာနေတော့ဆိုတာက အာလာတော့မှပဲ surprise လုပ်မယ်ဟုတ်တော့ပေါ့နေရာလိုက်ရှာရရက်ကတော့ဟိုမျောမှန်းထားတဲ့ရက်တော့ရွေးတာရွေးတာပြီးပြီပေါ့လေဒါပေမဲ့အဲ့ရွေးတာတဲ့ရက်နဲ့ကိုလိုချင်တဲ့နေရာနဲ့ကကိုက်ညီအောင်ပါဟုတ်ဆိုတော့ကျွန်တော်နေရာလေးတွေရှာနေတယ်နေရာလေးရှာနေတယ်မတွေ့သေးဘူးပေါ့လေကျွန်တော်ကတော့ခုနပြောသူပေါ့ဟိုဘယ်လိုပြောမလဲဟိုတယ်ကြီးတွေမှာတကယ်ဟိုအကြီးတွေမှာအဲ့လိုမျိုးကြီးလဲကျွန်တော်တို့လည်းဟိုမဆောင်နိုင်ဘူးလေဒါပုဂ္ဂိုလ်ရင်းပြောတော့မဆောင်နိုင်ဆိုတာကအဲ့ဒီမှာကျွန်တော်တို့တုံးလိုက်ပြီးတော့ကျန်တာကျွန်တော်က အဲ့မှာပတ်စံတွေကုန်ကြသွားပြီးတော့ကျန်တဲ့နေရာမှာကျွန်တော်တို့စီးပွားရေးလုပ်လို့အလုံးမဖြစ်ဘူးဆိုတော့ဘာလို့မလဲတဲ့နော်အဲ့တော့ဟိုတင်းတင်းလျောက်ပတ်တော့တင်းနှောင်းတင်းတယ်လေးနဲ့တင်းတင်းလျောက်ပတ်တော့အိန္ဒိယရတော့နေရာမျိုးလေးကိုအခုကျွန်တော်တို့ရှားနေပါတယ်အဲတကယ်လို့အဲရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ surprise လုပ်ပါမယ်ကျွန်တော်တို့ပြောသေးပါတော့ကျွန်တော်တို့လက်ထက်ခွင့်ကလွန်ခဲ့တဲ့3နှစ်ကတည်းကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်ထားတာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလင်းကိုမပြောလိုက်ရအောင်အဲ့ဗီဒီယိုကဘယ်သူမှမဟုတ်အောင်းလင်းပဲရိုက်ပေးတာလားအဲ့ဒါ အောင်လျာအဲ့အဲ့ဒီထဲမှာဇက်ဖို့ဟာကျွန်တော်လက်ထပ်ဝင်တောင်းတဲ့ဟာကသူကဇက်ဖို့ဘေးနားနေမြန်မာကားတွေမှာလေနောက်ဆုံးကျရင်ပြောရအေးဆိုအဲ့လက်ကိုတွေထဲမှာသူပါတယ်အဲ့ဒါသူ့တော့ခွန်းလာမမေးလေအဲ့ဗီဒီယိုဘယ်တော့တင်ပါလဲသူကမေးအောင်ပါသူရှိမှာပဲရှိရပါဘူးသူရှိမှာပဲရှိနေတာဗီဒီယိုကသူ့တော့တေချာမပြောရသေးဘူးအဲ့ဒါကလားမမတော့ဟိုပါပေါ့ဟိုမနိုင်ပြောရရင်ဒီ จ้าก็เลยเสยสัตว์เดมิงลาอ่างเลยป่ะเนาะมิงลาอยู่จ้าญาติมานมัยยะอติตมัยกาวมิงลาอยู่อ่ะป่ะกูก็จ้าတော့ดําแม่เอเดเดริโอฉี่อ่ะแล้วกูสมปู่เลยป่ะเนาะญาติอุรุกูก็เอี้ยวะวะเนี่ยญาติใบส่งมาเราปู่ไฉ่เดเลยแล้วแล้วตัวก็เลยโหไม่ปู่တော့ดิไม่ปู่ได้เฉยสรแล้วญาติใบเอี้ยซิซี้ลาอ่ะเนี่ยอย่างเงี้ยไอ้ตัวนี้ မော်အဲ့ဒါမင်္ဂလာပွဲရောက်ရတဲ့ခါပြန်ပူသွားလိုက်မယ်ညနေပိုင်းဆိုတော့သူကပလင်းလေးတွေပါလာတော့ခါထပ်ပူသွားပြန်ပူသွားတယ်ပေါ့မနဲ့စောကြီးဆိုအေးကြီးလည်းမဟုတ်ပါဘူးပူပူလောင်လောင်နဲ့ပြင်ဆင်လာရတယ်ပေါ့ဆိုတော့ပေါ့ညနေပိုင်းဆောင်ရတာစိုက်တယ်ပေါ့လေအဲ့လိုပုံစံမျိုးကြီးစိုက်တယ်ပြောရအောင်ကျိုးတော့မပြောသေးပါဘူးเนาะလာမှာပဲညတော့ညနေတော့မှာပဲဟာပေါ့ပေါ့ခန်းနာတာလည်းခန်းခန်းနာတာတော့မင်းကလေးတိုင်းစိုက်တာပေါ့เนาะဒီကတော့ လာမဲ့ဧည့်တွေပဲဝါစီချင်တယ်ကောင်းကောင်းမွန်မွန်လေးချွေးမွေးလေးပေါ့အဲ့လိုလေးဖြစ်စေကောင်းကောင်းမွန်မွန်လေးပေါ့တင်းတင်းလေးရောက်ပတ်ပြီးတော့အာဘယ်လိုပြင်းလဲဆိုတော့ကျွန်တော်ခုနကပြောဆိုခဲ့ဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်ကကိုးကြိုက်တဲ့သူဆိုတော့ကိုးကနေကြိုက်တဲ့သူဆိုတော့ဒါဒီနှစ်ကအကုန်လုံးနဲ့တိုက်ဆိုင်တဲ့နှစ်လည်းဖြစ်တဲ့အခါကျတော့အဲအဲ့လာကြောက်လည်းပါမလားတော့မသိဘူးပေါ့လေဒါအခုဒီလုပ်ငန်းလုပ်ဖို့အတွက်လည်းဖြစ်လာတယ်ပြီးတော့အခုကျွန်တော်တို့ဒီလုပ်ငန်းတီစီယာချန်နံပါတ်ကလည်းကို လမ်းနာမည်ကလည်းအာတော့ကလမ်းဆိုတာပေါင်းခြင်းက6ပေါ့နော်ဆိုတော့အကုန်လုံးကကျွန်တော်6ခန်းနေရလာပြီးတော့ စုပြုံပြီးတော့တိုက်ဆိုင်နေလေဆိုတဲ့ခါကျတော့ဒါတကယ်ကံကောင်းတဲ့နှစ်ပဲလို့ကျွန်တော်ထင်ပါတယ်ဟုတ်လားဒါဝါဒါဝါဒါကျွန်တော်တို့လုပ်ငန်းတွေပဲဒါထွက်ရမှာပေါ့ဒီနိုင်ငံသွားချင်တယ်ဒီမှာဒီကကျွန်တော်ရအောင်ဆင်းလာတာလိုက်ပါတာတော်ပြီရောကိုရောလားအမလေးမလုပ်ပါအဲတခါတည်းမွေးမရမယ်ကိုရောဆိုသူ့ရဲ့မွေးကိုမွာဘူးလေးပါမွေးမရဘူးသူကသူကကိုဝင်ဆောင်ဘယ်တော့ဒီမှာဆောင်တာ ဒီနေ့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်မင်းရဖော်ထရဗန်တို့အာဒါလုပ်ငန်းနှစ်ခုပေါ့နော်လုပ်ငန်းနှစ်ခုရဲ့ဒါမိတ်ဆက်ပွဲလေးဖွင့်ပွဲလေးမှာအခုကျွန်တော်တို့တက်ရောက်လာပေးတဲ့ကျွန်တော်ချစ်ခင်သောကျွန်တော်တို့ရဲ့အမှုပညာအကြီးဆုံးမောင်သမားတွေနောက်အခြားသောလုပ်ငန်းရှင်တွေမိတ်ဆွေတွေအပေါင်းအသင်းတွေစသဖြင့်ပေါ့အားလုံးအားလုံးအားလုံးတူးတူးတယောက်ချင်းမကြံတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုကျွန်တော်ဘက်ကတော့တူးတူးတယောက်ကျွန်တော်ဘက်ကတော့တယောက်တည်းဟိုအဲ့ခံရသလိုဖြစ်သွားတဲ့အခါကျတော့အဲ့ဝမကြည်ကွန်းသားတွေ ဟိုလင်းဟင်းတို့ဖြစ်တာရှိလို့ရှိရင်လည်းကျွန်တော်ကွန်းလုပ်ပေးပါနားလည်းပေးပါလို့ညွှန်ညွှန်လည်းတောင်းပန်ပါတယ်လို့အဲ့တော့ဟိုရှေ့ဆက်ပြီးတော့လည်းအဲကျွန်တော်တို့ရဲ့ဒီလုပ်ငန်းလေးမှာယုံကြည်စိတ်ချစွာနဲ့လာပြီးတော့လာရောက်ဆက်သွယ်မေးမြန်းအနှံ့နိုင်ပါတယ်လို့ နေရန်ကို travel to travel to မှာဆိုရင်ပြည်တွင်းပြည်ပကိစ္စလေးလည်းရှိရပေါ့နော် train ဝေးမှာဆိုရင်ဟိုအင်တာမီရောင်းဝယ်ကအဲလုပ်ငန်းတွေလည်းရှိတယ်ပြီးတော့ construction ရော decoration ပိုင်းရောအဲလည်းရှိပါတယ်ပြီးတော့ now legal service ပေါ့အဲကျွန်တော်တို့ဒီ service အတိုင်းမှန်ကန်မှုရှိမရှိစစ်ဆေးပေးတာတွေနောက်ဘဏ်နဲ့ချိတ်ပြီးတော့အရေးကြဝယ်လို့ရတဲ့စနစ်တွေဒါတွေအစကျွန်တော်အားလုံးကိုဆောင်ဖို့ပြပါတယ်ဟုတ်ပါဘူးဖိချယုံကြည်ရတဲ့ရှေ့နေနဲ့ဟိုစုံစမ်းပြီးတော့ ုတ်ကြေးချာစီစဉ်ဆောင်ရွက်ပေးရပေါ့နော်။ KB ကိုကြီးစုနေတဲ့ပရိသတ်တွေလည်းအင်ချမ်ပြီနဲ့ပတ်သက်တာပဲ။အဲရောင်းဝယ်ငှားတင်တာပဲခီးသွားနဲ့ပတ်သက်တာပဲလိုအပ်တာပဲဖြစ်ဖြစ်ဒီအိမ်လေးရဲ့ full travel ဒီ page မှာအဲစုံစမ်းပြီးမြန်နိုင်ပါတယ်။ဒါမှမဟုတ်လည်းဒီ Google ကိုရဲ့ account မှာလာပြီးတော့စုံစမ်းကျွန်တော်ရဲ့ account တို့မှာကျွန်တော်ရဲ့ page မှာလည်းလာပြီးတော့မြင်မြင်လို့ရပါတယ်။မလွှင့်ရသေးရဲ့ဇလန်တွေအစ်စ်လေးနှစ်တွဲရှိရပေါ့နော်။လွှင့်တော့မလွှင့်ဘူး။ဇလန်တွေလေးလာရင်လည်းအပေးပါအောင်လို့